ကဲအားလုံးပဲမင်္ဂလာပါဗျ GDS channel မှာပြန်လည်ကြိုဆိုလိုက်ပါမယ်ဒီကနေ့မှာတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့စိတ်ဝင်စားဆောင်ရွက်ကြည့်ရှုသွားမယ်မြန်မာကချင်းတိုင်းတာ MMA fighter တို့ဖြစ်တဲ့ Joshua ဘင်းရဲ့ဝယ်စင်ကောင်းတဲ့ပလီကိုပြည်သက်တွေနဲ့အတူအဆဆုံးကြည့်ရှုရင်းနဲ့ commentator အနေနဲ့ပြုလုပ်တင်ဆက်ပြီးတော့ပြီးမယ်ပြင် Joshua ဘင်းရဲ့ဆွမ်းဆောင်မှုကိုလေ့လာကြည့်ရှုတုံ့တက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်အခုပဲစကြရလိုက်အောင်ဗျအဲ့တော့ပြည်သက်တွေအားလုံးတရှိခဲ့ကြပြီးတာအတိုင်းပဲဒီလာမယ့်တနင်္ဂနွေနေ့ဒါဂျုံနာ ချစ်ရင်နေ့မနက်ပိုင်းမှာဆိုတော့ UFC 316ပြိုင်ပွဲကြီးကိုကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။အဲတော့ Joshua Van အနေနဲ့ကတော့ UFC 316အပြိုင်ပွဲမှာဆိုရင်တော့ Brazil Fighter တူဖြစ်တဲ့ Bruno Silva နဲ့ရှင်ပြိုင်ထိုးတက်သွားမှာဖြစ်ပါတယ်။အဲတော့ဒီ Joshua Van နဲ့ Bruno Silva တို့ရဲ့တော်တွဲဆိုင်နဲ့ပတ်သက်ပြီးပွဲကျူတုံးလက်ချက်ကိုတော့ကျွန်တော်နေနေဒီနောက်လာမယ့်ဗီဒီယိုဒီမှာအသေးစိတ်တုံးတက်တင်ဆက်ပေးသွားပေးလို့ရှိပါတယ်ဒီအတွက်ကြောင့်မို့သားဆောင်းမြေကြည့်ရှုအပိယဒီကနေ့အားလုံးကိုဖိတ်ခေါ်လိုက်ချင်ပါတယ် အခုလက်ရှိကျွန်တော်တို့ကြည့်ရှုနေတဲ့ပွဲစဉ်ဟာဆိုရင်တော့ Joshua Van အနေနဲ့ဒါအပြောင်းအလဲဘဝမှာအာရှင်ပြန်ထူတက်သွားခဲ့တဲ့ပွဲစဉ်တစ်ပွဲလေးပဲဖြစ်ပါလေ။လက်ရှိ Joshua Van ကတော့ဒါအပြန်တောင်းကနေရှင်ပြန်ထူတက်နေတာဖြစ်ပါလေ။ဒါပလေးတွေအလုံးတိကျတဲ့အတိုင်းပဲ Joshua Van ရဲ့အရက်ဟာဆိုရင်တော့၅ပြည်နဲ့၅လက်မရှိပါနဲ့အသက်ကတော့20နဲ့3နှစ်ပါလက်ရှိအချိန်မှာဆိုရင်တော့ဒါ professional MMA ပွဲစဉ်ပေါင်း15ပွဲအထိရှိပြီးထုတ်တက်ထားပြီးတော့ တန်နပွင့်ရှုံးနေထားပြီး73ပွဲအနိုင်ရရှိထားတယ်ပေါ့နော်အဲ့တော့တဖက်ကသူနဲ့ရှင်ပင်ထူးတက်နေတဲ့ဒီအဒီတောင်းကနောက်ဖိုက်တာဆိုတော့ US ကဖိုက်တာသူဖြစ်ပါတယ်ဒါသူနာမည်ကတော့ဒါအမိုင်ရီကိုကာစီယာလို့ခေါ်ပါတယ်အဲ့တော့ဒီဖိုက်တာဆိုတော့ဂျိုရှာဗန်ထက်ကျွန်တော်အသက်နည်းနည်းကြီးပါတယ်နဆက်ငန်းနေရှိပြီပေါ့နော်အဲ့ရမောင်းမာတော့ဖိုက်တာနဦးကတိတ်ပြီးမသိမ့်မရင်လို့ပြောလို့ရပြီမဲ့ဂျိုရှာဗန်ကဒါတလက်မလောက်တာတဲ့အနေထားမျိုးရှိတယ် OK, နောက်ဆုံးကျွန်တော်ပွဲစဉ်လေးကိုအဓိကကြည့်လိုက်အောင်ဗျ။ဟုတ်ကောင်းတယ်။ဒါလည်းဘယ်လိုလဲပြန်ပြီးထားမျိုးတွေ့ရတယ်။ Mario trying to keep his composure and get back to his feet and he almost does. Van coming out strong. chúng Patton làm he's going to get the action, but America will be able tiền swing mà tide and try to score the stick out. Single cho now, can he finish it? The loot need it. The left hook need it. General, three need it. Two yard. Lift there by Amaro, puts him on his butt. It's funny, huh? I mean, it, we talked about this last fight. You know, Van dominating this fight at least through you know the first minute and a half and then down and he could be here for the rest of the round. And, and then the judge is iffy on, uh, even if there's no damage done and right now there's been no even attempted damage from Garcia. Cho hmm. Yeah, those are the guys that are familiar with the amateur fights are three အမေရိကန်ကလောပုံစံမျိုးရယူထားတယ်။ပိုစီကနေပြီးတော့မှ ground punch လေးထားနဲ့ ကြာ PRP ရှင်ပင်ထူးတက်မှုကျူးစားနေတာဖြစ်ကြဗျဒီကစီယာဆိုတဲ့ fighter နဲ့လက်ခုတွေကျွေးထားတယ် Joshua Van ပြန်ပြီးတော့ယုံထလာတဲ့ချိန်မှာ Guri Day အနေထားမျိုးပြီးခံထားရတယ်ဗျ with the underhook and then the front gone ယုံထ stand အနေထားကိုကျွန်တော်ယုံထပြနိုင်ခဲ့တယ်ပေါ့နော် I was able to actually do some damage on, on the get up there. So, uh, yes, yeah, and you let take down my So, we let take down your lady. Come now, I think judges are really going to look at this control, and, and, and that's going to factor in heavily. Yeah, damage, duration, and domination is what the judges take a look for. And thus far, we see the duration of domination here. တာကာစီယာဆိုတဲ့ US ကဖိုင်တာကဒီ ground ကိုအသားပေးပြီးမှဒါရှင်မင်းကစားနေတာမျိုးတွေ့ရတယ်ကောနော်။ဂျိုရှော့ဗန်ကတော့ way round တက်ဖြစ်တယ်လို့ပြောလို့ရတယ်ဗျ။တတူရဲ့ကစားပုံရတော့ဒီပြန်ဖက်ကိုဒီ ground မှာဒါကစားတာမျိုးမဟုတ်ပြီးမဲ့လေဒီကျန်ဖက်ရဲ့ဒီ ground ထိတ်တောင်းရယူမှုကိုသူ့အနေနဲ့ defend ကောင်းကောင်းလုပ်နိုင်တယ်ကောနော်။ဒီအခုနေထားလဲ stand position ပြန်ပြီးတော့မှ မတည့်ရဘူးကျူးစမ်းနေတာဖြစ်တယ်ဗျ <laughs> <laughs> Okay. okay. I mean, I mean, okay. To, to that's a really close round because the, damage, the real damage that was done in that fight was, by Van early in the round. But you could just shoot the poison as well. The fury, so they are poison machine. Who did that? How did they poison? Chet, no. the poison has been no. The UFC fight best poison. Chet, right that knockdown that we were you, were so, we were, you were talking about nuk jam kaku. Ta kishte ta da ju ne na shi ben gzat po ne kemi tu janë bja. control domination for Garcia so what are the judges looking at? and you as a, as a former judge it, it, it's got to be difficult to not take heavier account into the last half of the round the most recent thing you saw as a as a judge garcia sura fighter on the last year chain the professional mma boxing mongol on the boy da shin pin thu tat tha ya de le mo no and on 2025ရောက်မှာပဲသူ့အနေနဲ့ဒီ professional mma ပွဲစီပုံစပြီးထိုးတာပေါ့နော်အဲ့ဒီမတိုင်ခင်မှာဆိုတော့သူ့အနေနဲ့ဒီအပျော်တမ်းပွဲစီနေတာအများကြီးရှင်ပြန်ထိုးတက်ထားတယ်ပေါ့နော်ရတဲ့အားဖြင့်အောင်ကျွန်တော်တို့ ပြီးတော့မှဒါတည်ငြိမ်မှုမရှိခဲ့ဘူး။နိုင်ပွဲတွေတော့များတယ်ဆိုပေမဲ့ကောင်းတယ် good shot by van over the top ကျွန်တော်ဗန်ဖီအပီးထားမြို့တွေ့ရတယ်ကျုံလက်ခုရိုက်ခုတွေနဲ့ဆက်တိုက်ကျွန်တော်ဖီအပီးနေတဲ့အချိန်မှာတစ်ဖက်ကကျွန်တော်ပြန်ပြီးတော့မှအထိတ်လုံးရယူဖို့ကြိုးစားနေတယ်ပြီးတော့နေထားချိလိုက်မယ်ဆိုရင်တော့ဒီဂါစီယာနေနဲ့ပထမအချိန်မှာတော်တော်လေးဒါအထီးခံထားရတဲ့ပုံစံမျိုးတွေဒါဖြစ်နေတယ်ပေါ့နော် Yeah, you really look to make connections and keep us hips low. The fan load ဟာကောင်းတယ်။ Yeah, I agree. It's kind of a waste of energy here. I mean I was going to say there's possibility of Mayana ဗျ။သူမဲ့ကျော်ချော်ပန်နေနဲ့အပြင်ဘက်ဂါစီယာရဲ့ဒီညာလက်ကိုထိန်းချုပ်ထားမျိုးတွေ့ရတယ်ကော။ခုကတော့ဒါဂူလီသိန်းအနေထားမျိုးကျွန်တော်ရှိနေတယ်။ကဲချီထောင်းနှစ်ဖက်ကလေးကျွန်တော်ဒါလော့ဖို့မင်းနဲ့ပြီးခံထားရတယ်ဗျ။ဒါဘယ်လိုမျိုးဖြီးပြသွားမလဲပေါ့နော်သူအနေနဲ့။ အဲ့တော့ကျွန်တော်တို့ဒီပရိသတ်တွေမမိအောင်လာတော့မသိဘူးလားရှေ့ပွဲစဉ်မှာဆိုတော့ဒါကျော်ရှောင်ဖန်ရဲ့ဒီဆွမ်းဆောင်ဒါကျွန်တော်တို့အနေနဲ့အဓိကတရှိခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာဆိုတော့ကျော်ရှောင်ဖန်ရဲ့ဒီကျန်ဖက်ရဲ့ဒါထိတ်တုံရယူမှုသူ့အနေနဲ့ဘယ်လိုမျိုးဒါကောက်ွယ်ပြီးတော့မှဒါရှင်ပြန်ကစားသွားခဲ့တယ်လဲဆိုတော့ဒါအဓိကကြည့်ရမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျန်ဖက်ကဒီ ground ကိုတောင်းပြီးတော့မှကစားတဲ့ fighter ဖြစ်တယ်ဒီအတွက်ကြောင့်ဒါကျော်ရှောင်ဖန်ရဲ့ဒီ defense ထိတ်ထောင်ဒဖန်ကဒါဘလူအနေထားမျိုးရှိတယ်လေဆိုတာကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်ဗျ You know, Garcia has really decided that the, his his best path to victory here is not going to be standing in front of this guy. Right, yeah, we can see why Josh won that, his first fight by TKO. He, he hits hard and he's pretty accurate. But even in these grapples, he's still looking very relaxed. 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 ဒါဒုတိယအချိန်မှာတော့ပြောမယ်ဆိုတော့တက်လုံအရာပြောမယ်ဆိုဂျော်ရှောဘန်ကဒါအကောင်ကြီးရှိဦးမယ်ဒါလုံးနာသူ့အနေနဲ့ထိတ်တောင်းတော့ပြီးခင်ရတယ်ဆိုပေမဲ့ဒါတက်လုံဘန်ကတိတ်ပြီးတော့မှဒါစိုးရင်စီအရတော့မရှိသေးဘူးဗျလက်ကိုထိန်ချုပ်ပြီးတော့မှကျွန်တော်ပေါ်စီဝရယူနေတာမျိုးတွေ့ရတယ်။ငါကိုယ်နေတယ်ဗျ။ဒီကံပြီးတော့မှအဆင်ပြေသူ ကြည့်ပေးကြပါလို့ Oh ပပူစီရှင်ကျွန်ထင်းချုပ်ပြီးတော့မှလက်ခုတွေကြီးထားတယ်ပြန်ပြီးတော့ထိတ်တောင်ရယူဘူးကျူးစားနေတာဖြစ်နေပြသူရှောဘန်ကျွန်တော်အပါခန့်လေးကြွေးထားတယ်။ The fam ဆိုသူကျွန်ပြန်ပြီးတော့မှ stand position ရုံထပြနိုင်ခဲ့တယ်။အိုးကောင်းတယ်သူတိုက်ထားတယ်ဗျ။ အပကံကြွေးထားတယ်ပရက်ရှာပေးပြီးလက်ခုရက်ခုအိုးဆိုရင်ရတယ်ဒူးတိုက်ထားတယ်အော်မန်ကဲခန္ဓာတော်ငယ်တွေပြောမပြ the damage was done by by Joshua Van again ပမာချီဝန်ဒူရီယာချီယောဒါကျွန်တော်ရဲ့မြင်ရဆိုတော့ဂျိုချောဗန်နေနဲ့ဒါတိချက်ပိုင်းမှာတားခဲ့တယ်လို့ပြောလို့ရတယ်ဗျတိုးမဲ့ဒီထိုက်တောင်းကတော့ပြီးခံလိုက်ရတယ်ပေါ့နော်တိုးမဲ့သူ့အနေနဲ့ပြန်ပြီးတော့မှအကောင်ဆုံးကျွန်တော် defend လုပ်ပြီးမှရုံးထပြနိုင်ခဲ့တယ်ပေါ့နော် ông Park Kenny khi xin đi thăm mà người vừa sang chúng khi ông đi bên mà thi chất ta tăng hướng này thu tập tiền mà khi nào cũng tuyệt rồi chứ cả sự việc đó là thiên đàng em tiền ta tất lục này ra sao chứ luôn tôi chỉ nên mà hàng đó để dân nhiều thì tuy nhiên là vậy if they're seeing how aggressive Van is with those strikes, they might try to tell him to play it safe and put him on his butt. အဲ့တော့ပျော်တမ်းပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့လားတုံးနဲ့တာတုံးချီပုံစံမျိုးပေါ့နော်။ဒါရှင်ပြန်ထိုးတက်သွားမှာဖြစ်ပါတယ်။တကယ်လို့လားခပ်ပတ်ပွဲဆိုရင်တော့တာတုံးနဲ့ငါချီပါ။ပျော်တမ်း MMA ပွဲစဉ်ဖြစ်ပါတယ်။ Yeah, okay, final round này chỉ mà, Final round chỉ လေးကြည့်တဲ့အချိန်ကိုရောက်ရှိလာပါပြီ။ I, I lot of, lot of oh, Spinning back kick on me. Ok, those spinning back kicks usually craft into the body. nè okay, spinning back kick speed đi hari. Kau ni biang. Really good diversity in the elevation of his kick. And <laughs> the yeah. speedy chala ni. Eh, chala ni thup yang ni lan li phian pya ni ne jo so ban ni ne. Okay, so ma mae pong san myu ni tui ni ya ne. 1 2 win ha nè. See Garcia trying to time his entry. Okay. looking for the right opening. While Joshua Van is stalking. Okay, one two hack it twist ထားလေကောင်းနေပြန် land a big shot. ကြည့်ရတဲ့အနေထားလောက်ဆိုတော့လားတစ်ဖက်ကပြန်ဖက်ကလုံးဝသာတိုက်စစ်ပုံစံမျိုးတကစားဖို့အတွက်တော့မှနည်းနည်းလေး ဒီတက်လုံကစူးရင်ရတဲ့အနေအထားမျိုးရှိနေပါတော့။ဒါတစ်ဖက်ကဒီထိချက်တွေကိုတာမခံရအောင်သူ့အနေနဲ့ပတ်ပြီးတော့မှရှောင်နေတာမျိုးတွေ့ရတယ်။ကျော်ရပါ။ Yeah, he was doing a good job there cutting off. ကျွန်တော်ရှေ့တိုးပြီးတော့ PR ပေးဖို့ကြိုးစားနေသေးတယ်ဗျ။ ဒါအခွင့်အရေးကတော့မရသေးဘူးအဲ့တော့ကျွန်တော်တို့ဒီ sheet နှစ်ချီမှာဆိုရင်တော့ Joshua Van ရဲ့ဒီ take down defend လေးကိုဒါအဓိကကြီးရှုသွားခဲ့ရတာဖြစ်တယ်ပေါ့နော်ဒီနောက်ဆုံးချီမှာတော့ဒါပြန်ဖက်ကလည်းဒါ take down ရယူတဲ့အချိန်မှာသူ့အနေနဲ့တိတ်ပြီးတော့အဆင်မပြေခဲ့ဘူးပေါ့နော်ဒီဘက်ကြောင့်ဒါ stand ကိုပင်ဒါဦးတည်ပြီးတော့ကစားနေတာမျိုးတွေ့ရတယ်ဟုတ်ကဲ့ကောင်းတယ် pressure ပေးထားပြီး1 2တွေဝင်ထားတယ် picking it up the intensity seeing if he can get a finish here one two win hare ပြန်ဖက်ကနည်းနည်းလေးဒီပြောမယ်ဆိုတော့အထိနာမည်ပြလုံးဝဒီကောင်တာပြန်ပြီးတော့မှဒီကစားနေတဲ့အနေထားတော့မှကျွန်တော်တော်တော်လေးအားမရှိတဲ့ပုံစံမျိုးဝိုးလက်ခု right ခု right ခုတွေစက်တိုက်ကျွေးထားတယ် pressure ပေးထားတယ်ထပ်ပြီးတော့လက်ခု right ခုကျွေးထားတယ်ဗျာဟိုးဆိုရင်ရတယ်ကာစီယာနေနဲ့ကျွန်တော် stand position ပြန်ပြီးတော့မှခေါ်ပြီးလိုက်တယ်ဗျာဂျော့ရှော်ဗန်က ကောင်းနေပြာချီအောင်ထိတ်တောင်းဒီဖန်လောက်သွားလာအသာပေါက်သွားပြီဗျာစပီရပြောဆိုလို့ကြာသွားတဲ့ကြောင့်ဂျိုရှော့ဖန်ကပြောဆိုတဲ့ဖက်ကဒီထိတ်တောင်းရယူလာတဲ့ဟာကိုတခါနဲ့ဒီဂူလီတင်းပုံစံမျိုးဒါအောက်ကိုချုပ်ချပလိုက်တယ်ဗျနော် put down and then just let back up like that like your offense is not working okay ya dilaw daw ma ti pya but oh ti che ka daw kaung ne pya la khu là đi đấy, khán တပီလဟုချွေးထားသေးတယ်ပြန်ဖက်လုံးဝကိုကန်စစ်ပုံစံမျိုးတော်မဟုတ်တော့ပြပတ်ပြင်းနေရတဲ့အနေထားမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်ရခု judges would have scored rounds 1 and 2 rồi on 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 pride kia đi, mean fan wins this là but oh abakeli ကောင်းနေပြကဲလဟုရခုအပြန်လန်းချွေးထားတယ် biên Van this fight is in the books okay ပြီးသွားပါပြီ။အော်ပရိတ်တူအနေနဲ့ရောဒီဒီပွဲစဉ်လေးကိုကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုတော့ဒါဂျော့ဆော်ဘန်ရဲ့ဒီ ground defense ဆန်းဆောင်ရင်ဘလို့နေထားမှုရှိတယ်ပေါ့နော်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်အောက်ကခွန်မက်မှာလည်းတောင်းဝင်ပြောဆိုသွားပြလို့ရပါလေ။ဒီ star fight ပိုင်းမှာတော့အကျွန်တော်ပရိတ်တူအနေနဲ့အထူးတလဲတော့ပြောစရာမလိုဘူးဗျဂျော့ဆော်ဘန်အနေနဲ့ ဒီတက်ပေါက်ပိုင်းမှာတော့ကျွန်တော်ကောင်းနေလို့ဒါပြောလို့ရတယ်ဒီခြေတွက်လက်တွက်ရှိတယ်ဗျာဒီထိုးချက်တွေကန်ချက်တွေကတော်တော်လေးကိုလင်းမြန်မှုရှိတယ် spinning back ကတော်တော်ကောင်းတယ်ကျွန်တော်ဒီမှာ slow motion ကြည့်လိုက်မယ်ဗျာ1 2 1 2 1ကောင်းတယ်ပြန်ဖက်တော့မှကျွန်တော်ခွေချတွန်းရတဲ့အနေထားကနေပြန်ပြီးတော့မှဒါထိတ်တောင်ရယူပြန်ပြီးစူးစားခဲ့တာပါနော်အဲ့တော့တကယ်လို့ဒါသူ့အနေနဲ့အဲ့လိုမျိုးပြန်ပြီးရုံထအောင်ဆိုတော့အဲ့ဒီမှာကလေးလဲထိုးပုံစံမျိုးနဲ့ ဒါရှုံးနေလောက်ပြီပေါ့နော် That will be here shortly We are waiting the decision of Joshua Van versus American Garcia အဲ့တော့မြန်မာအလံပါတဲ့အင်ဂျီကိုဝစ်စင်ထားတာတွေ့ရတယ်ဗျာ Joshua Van နေနဲ့အဲ့တော့ပြောဟောက်မေဆိုတော့ဒါ Joshua Van ကဒီအပြိုတန်းဘွားမှာကနေဒီမြန်မာနိုင်ငံကိုကူစားပြုပြီးတော့မှအရှင်ပြန်ကစားလာခဲ့တာဖြစ်တယ်ပေါ့နော် အဲ့တော့ဒီပွဲစဉ်ကိုကြီးမားပဲလားတတိထားမိတယ်ပေါ့နော်။ဒါတော့တန်းဆိုသူ့ရဲ့ပွဲစဉ်ကသူ့မြန်မာအလံပါတာမျိုးတွေကချန်ပီယံပွဲလောက်ပဲကိုတွေ့ခင်းရတယ်ပေါ့နော်။ဒီလိုဒီ UU ပွဲစဉ်မှာဆိုတော့ဒီမြန်မာအလံတွေကျွန်တော်ပါလိမ့်မယ်ဘလုံးဝမထင်မှတ်ထားခဲ့ဘူးပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ဒီကနေ့ရဲ့ဒါပွဲစဉ်ကြီးစုမှုလေးကတော့ဒီလောက်ပဲပေါ့နော်။ကျွန်တော်ဒီနောက်ဗီဒီယိုမှာဆိုရင်တော့ဒါဒီလာမယ့်ဂျွန်လ၈ရက်နေ့မနက်ပိုင်းပေါ့နော်။ဒါဘရူနိုဆေးဗာနဲ့ဂျော်ရှောဗန်တို့ပွဲစဉ်အတွက် ဒါပွဲချူသုံးလက်ချက်လေးပြုလုပ်တင်ဆက်ပေးသွားမှာပေါ့နော်။ Okay အဆုံးထိကြည့်ရှုကြပေးတဲ့အတွက်ကြောင့်မအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်လာမယ့်နေ့ရက်ဒီမှာပြန်လည်ဆုံတွေ့ကြအောင်ပါ။